သူ့လိုမျိုးဂျပန်စာကိုချိန်တာကြီးလေးလာခဲ့ပြီးဂျပန်စကားပြောကိုလုံးဝမပြောတတ်သေးဘူးဆိုရင်တော့ဘယ်လိုလုပ်ရမလဲပြန်နေဒီခုခုတက်တယ် grammar တွေမှတ်တယ်ခုတ္တပတ်ကြီးကြက်တယ်ပြန်ပြောလိုက်လို့ရှိရင်နားလေတယ်ကိုကဘာပြောမှမသိပဲခွေးရကြီးလဲနေတယ်လို့ဖြစ်မျိုးကိုကြုံမှုကြလားဒါဆိုရင်ဒီလိုဖြစ်မျိုးတွေကိုလွယ်လွယ်ကူကူဖျက်ချော်နိုင်ရန်ဂျပန်စာလေးလာနေပြီဂျပန်စကားပြောမပြောတတ်တဲ့သူတွေအတွက်ဂျပန်စကားပြောအထူ တီးတန့်လေ့ကျင့်သင်ကြားပေးနေတဲ့ကျွန်တော်တို့ရဲ့ Kinoshita မြန်မာသင်တန်းကျောင်းလေးရှိပါတယ်။ဒီသင်တန်းလေးရာဆိုရင်ဖြင့်ကျောင်းသားတွေရဲ့ review card များစွာပိုင်ဆိုင်ထားပြီးအရင်က online အတန်းလေးတွေသာရှိခဲ့ပေမယ့်ယခုအခါအပြင်သင်တန်းတရမှသဘောကျနှစ်ကြိုက်သူတွေအတွက်လစဉ်လာတိုင်း M5 M4 M3 level alike online တန်းရော offline တန်းလေးတွေပါရွေးချယ်တက်ရောက်နိုင်ပြီပဲဖြစ်ပါတယ်။သင်တန်းကြီးတစ်ခါသွေးရုံနဲ့တသက်တာပူပေးစားလို့ရမယ်။စင်စမ်းမပြက်လေးလား Kinoshita မြန်မာဆိုတဲ့ Fee.sensei လေးလည်းရှိပါသေးတယ်။ ဒီအစီအစဉ်လေးကိုခင်းလို့ရှိတာမြန်မာရဲ့တင်နန်းလူကျင်းနန်းသားတိုင်းရဲ့ခါမဲ့ဂျိုင်းခွင့်ရမှာပဲဖြစ်ပြီးနေ့စဉ်နေ့တိုင်းည9:00နာရီကနေ9:00နာရီအထိစီမီယာတွေနဲ့အတူခိုင်းဝလေ့ကျင့်လို့ရပြီးစကယ်ပြောအားနည်းသူများလည်းဂျပန်လိုပြောမထွက်မှာမပြောရဲမှာစိတ်ပူစရာမလိုတော့ပဲမီနာဆန်တို့ရဲ့ခိုင်းဝစကေကိုမြင့်တင်လို့ရမှာပဲဖြစ်ပါတယ်ကိုယ်ကကြည်ရဲ့ level ကိုရွေးချယ်ရခန့်နေတဲ့သူတွေအတွက်ပေးမက်ဆန်ဂျာမှာစာပို့ပြီးတော့အခမဲ့စုံစမ်းမြင်မြင်နိုင်တယ်လို့လူကိုယ်တိုင်းလာရောက်ဆက်သွယ်စုံစမ်းခြင်းတဲ့သူတွေအတွက် ပင်လန်းရဲ့လိပ်စာလေးကတော့အင်းစိန်လမ်းမကြီးလှဲတန်းခိုင်းရှိဝါလန်းတိုက်အမှတ်29သုံးလာပြီးမှပဲဖြစ်ပါတယ်ခင်ဗျာဂျပန်စကားပြောနဲ့ပတ်သက်ပြီးနေ့စဉ်နေ့တိုင်းလေးလာတင်ယူခွင့်ရနိုင်မယ်ရန်ဝန်လေးတခုကိုလည်းပိုင်ဆိုင်ထားခြင်းနဲ့ဂျပန်စကားပြောကိုပျော်ပျော်ရွှင်ရွှင်နဲ့လေးလာတင်ယူလေးခြင်းရင်ယုံကြည်မှုရှိရှိကြွကြွကျကျပြောတတ်ခြင်းလို့တင်တန်းကောင်းရှာနေတယ်ဆိုရင်တော့ခီနိုရှိတာမြန်မာဂျပန်စကားပြောတင်တန်းကျောင်းကနေကြိုဆိုလိုက်ပါတယ် ကျွန်တော်တို့ရဲ့ခင်မရှိတာမြန်မာပြည်မှာစကားပြောတန်းတစ်တွေစမ်းစစ်တွေရဲ့ knowledge sharing ဗီဒီယိုတွေနဲ့အသစ်သစ်သောအစီအစဉ်များကိုအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ခင်မရှိတာမြန်မာပြည်ကိုလည်း follow လုပ်ပြီးစောင့်ကြည့်ပေးကြပါအောင်ခင်ဗျာ